်ပြီးခဲ့တဲ့ဘက်ကဗရိတ်လေးကျွန်တော်လိုင်းမော်ကိုလည်းတင်ပြီးခဲ့ပါတယ်နော်လေးနှစ်ချာစီဒါကျွန်တော်ရိုက်နေကြ၃ညခွန်တိလေး၃ညခွန်တိလေးဆိုတော့ကျွန်တော်ရိုက်နေကြစီပြီးခဲ့တဲ့ဘက်ကဒီ site ကနေဗရိတ်လေးကိုလာလာပါပါရိုက်တာပါနော် တုံညာကားခွန်ခါတက်ခါလေးခါတုံညာခွန်တက်လေးဒီတုံညာခွန်တက်လေးကိုပရိတ်ခွန်နဲ့ပရိတ်သုံးတုံညာပရိတ်ရှင်းနဲ့ပရိတ်ကိုခွန်တုံညာခွန်ပရိတ်ရှင်းနဲ့ပရိတ်သုံးတက်တုံညာခွန်တက်ပရိတ်တက်နဲ့ပရိတ်သုံးဒီလေးတုံညာခွန်တက်လေးလေးနှစ်ချာစီပေါ့နော် အဲ့ဒီ3ခွန်1လေးကိုဒီပရိတ်4ပရိတ်8ပရိတ်8ဒီ3ညပရိတ်6ပရိတ်ခွန်ပရိတ်4ဒီခွန်3ညခွန်ပရိတ်8ပရိတ်3ပရိတ်3ညဒီ1 3ညခွန်1ပရိတ်3ညပရိတ်6 ပရိရှိတိလေး39ခွန်တလေးအဲ့ဒီ39ခွန်တလေးကိုမှအာပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကဒီပရိငါဘရိတ်ကိုပရိ6တိ39ပရိ4ပရိငါပရိရှိတိခွန်39ခွန် ပရိလေးပရိခွန်ပရိတုံညပရိလေးပရိခွန်ပရိတုံညသည်တုံညခွန်တပရိကိုပရိတပရိလေးပရိကိုပရိတပရိလေးသည်လေးတုံညခွန်တလေးတုံညခွန်တလေးဆိုတဲ့စီကျော်ကပြီးခဲ့တဲ့ဘက်ကဒီတိုင်းလေးပဲပရိလေးပေါ့နော်ဒီမှာပြိ44 24ပါဆိုပြီးတော့ကျွန်တော်တင်ပြပေးခဲ့တယ် ဲ့ဒီကတော့ကျွန်တော်ကဒီ6ရှစ်ခွန်နဲ့3ညာခွန်ခွန်ဆိုပြီးပထမတော့ထုတ်လိုက်တာပေါ့နော်ခါငါကြိမ်တော့မာမာကနန်းမှာပရိတ်400ခွန်နဲ့ကွက်ပေါ့နော်ပရိတ်9ကပရိတ်4နဲ့ပရိတ်ခွန်ပေါ့နော်နှစ်မျိုးတည်းပဲထုတ်တာ3ညာခါခွန်ခါ1ခါ4ခါ3ညာခွန်1 4 ပရိနှခုပေါင်း3ညာပရိနှခုပေါင်းခွန်ပရိနှခုပေါင်း1ပရိနှခုပေါင်း4 3ညာခွန်1 4เนาะပရိ4ပရိ6ပရိ6 4 6 6ဒီ3ညာပရိ6ပရိခွန်ပရိ4ဒီခွန်3ညာခွန်ပရိ6ပရိ3ပရိ3ညာဒီ1 3ညာခွန်1ပရိ3ညာပရိ6ပရိ8ဒီ4 3ညာခွန်1 4 ရိငါပရိကိုပရိ6ဒီ3ညပရိ4ပရိငါပရိ8ဒီခွန်3ညခွန်ပရိ4ပရိခွန်ပရိ3ညဒီ1 3ညခွန်1ပရိကိုပရိကပရိ4ဒီ4 3ညခွန်1ဆိုပြီးတော့4 4ပရိ14ပရိ24ပရိဆိုပြီးတော့ကျွန်တော်ဒီတိုင်းလေးပဲရိုက်ပြပြီးတော့ line မဟုတ်တင်ပေးခဲ့ပါတယ်เนาะအဲဒီ line ကနေပြီးတော့ ဒီလိုက်ကနေပြီးတော့ကျွန်တော်တို့ဆက်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ဆက်ကြည့်အောင်အတုံညာခွန်တလေးစီကျော်နဲ့ဒါပြီးခဲ့တဲ့ဘက်ကဗရိတ်လေးမှန်မှာကနန်းနေပါနော်ဒါပေမဲ့ကျွန်တော်တို့မအောင်မြင်ခဲ့ပါဘူးနော်ဟောဒီလိုက်ကနေကျွန်တော်တို့ဆက်ကြည့်အောင်ဒီလိုင်းအနေဆက်ကြည့်ရင်သူကဒီထိတ်စီးနောက်ပိတ်သုံးထိတ်စီးနောက်ပိတ်သုံး ထိတ်စီးနောက်ပိတ်၃ထိတ်စီးနောက်ပိတ်၃ဘောနော်အဲ့ဒီ၃နေဒီဒီပြိတ်၃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 ဘောနော်အဲ့ဒီ၃နေဒီပြိတ်၉ပြိတ်၈ရှေပေါင်း၃ဒီ၃ပရိတ်တိပရိတ်ကိုရှေပေါင်း၅ဒီ၃ပရိတ်ရှိပရိတ်၅ရှေပေါင်း၃ညာဒီ၃ပရိတ်လေးပရိတ်၃ရှေပေါင်း၆ဒီ၃ဆိုပြီးတော့ ရိုက်ပြခဲ့ပါတယ်နော်အဲ့လိုကမှပရိတ်ကိုပရိတ်တရှေပေါင်း၃ဒီ၃လို့ရိုက်ပြီးတော့ဒီရှေပေါင်း၃ဒီ၃ဘိတ်လို့ရိုက်ခဲ့တဲ့စနစ်ပေါ့ပရိတ်တပရိတ်ကိုရှေပေါင်း၅ဒီ၃လို့ရိုက်ပြီးရှေပေါင်း၅ဒီ၅ဘိတ်လို့ရိုက်ခဲ့တဲ့စနစ်ပေါ့ပရိရှိပရိငါရှေပေါင်း၃ညာဒီ၃လို့ရိုက်ပြီးရှေပေါင်း၃ညာဒီ၃ညာနောက်ဘိတ်လို့ရိုက်ခဲ့တယ်နော် ပရိလေးပရိသုံရှေပေါင်း6 4 3 6ဒီ3ဆိုပြီးတော့ဒီရှေပေါင်း6ကို6နောက်ပိတ်လို့ဒီတော့ကရိုက်ခဲတဲ့ line ပေါ့နော်အဲ့ဒီ3ညီကိုကျွန်တော်တို့ကဒီခုကနောက်ပေါင်း6ရှေပေါင်း3ညနောက်ပေါင်း9နောက်ပေါင်း6ရှေပေါင်း3ညနောက်ပေါင်း9ဒီ3လို့ပြန်ရိုက်မှာနောက်ပေါင်း9ရှေပေါင်း4နောက်ပေါင်း3ည9 4 3ညဒီ3 သုံးလို့ပြန်ရိုက်မှာနောက်ပေါင်း၈ပေါင်း၈နောက်ပေါင်း၃ည၅၈၃ည၃သုံးလို့ပြန်ရိုက်မှာနောက်ပေါင်း၈နောက်ပေါင်းနောက်ပေါင်း၈၈ပေါင်းနဲ့နောက်ပေါင်း၃၈၂၃၃သုံးလို့ဖြစ်မှာဆိုတော့ဒီမှာဒီလမ်းရအခုကနောက်ပေါင်း၃တစ်ချက်တွေ့ထားပါပြီเนาะဒီနောက်ပေါင်း၃ကိုဘာကနန်းနဲ့ရိုက်မလဲပေါ့เนาะ ပရိတ်ကိုပရိတ်ကိုပရိတ်တိစေပေါင်းသုံး93ကိုသုံးလို့ရိုက်ပြီးရဲ့ချိန်မှာပေါ့နော်အဲ့ဒီသုံးကိုပြန်ဖြီတာကနော်အဲ့ဒီသုံးကိုသုံးလို့ပြန်ဖြီတာကကျွန်တော်ဒီမှာ93ညာဒီ3ညာအဲ့ဒီ3ညာကိုခွန်3 3ညာဒီ3ညာလို့ဖြီတာဒီနေ့ ခွန်3 3ညာ3ညာရေဒီနှလုံး3ရေဒီ3အဲ့ဒီ3ကို3 3ခွန်ဒီ3ဆိုပြီးပြန်ဖြည်တာနောက်တွဲပေါ့နော်ပရိတ်တိပရိတ်ခွန်ရှေပေါင်း5ဒီ3ကိုရှေပေါင်းကိုရှေပေါင်းလေးရှေပေါင်း3ညာဒီ3လို့ဖြည်ဖြည်ဖို့ကနန်းထဲတဲ့ချိန်မှာလဲပဲဒီက9 6 6ဒီခွန်ကို3 1 3ဒီခွန်လို့ထည့်ပြီးတော့ 6395ကတိတိနဲ့9နဲ့ပေါင်း6အဲ့ဒီ6ကို45ခွန်ဒီ6ဆိုပြီးတော့လဲတိုင်းနဲ့နောက်ပိတ်ကိုထည့်တာခုတတိယကတ်မှာပရိရှိပရိငါရှေပေါင်း300ဒီ3အဲ့ဒီ3ကို နောက်ပေါင်းကရှေပေါင်း8နောက်ပေါင်း300 98 300ဒီ3လို့ရိုက်တဲ့ချိန်မှာလေပဲ6တင်5ဒီ2အဲ့ဒီ2ဒီ6နဲ့4ဒီ2ဆိုပြီးခါထည့်ပြီးတော့တတိကိုဒီတတိနဲ့ ရှိပေါင်း၃ညသည်တိအဲ့ဒီတိကို9 3ည6သည်တိဆိုပြီးနောက်ပိတ်ထဲတာရှေ့၃ညအတိုင်းကျွန်တော်တို့ရိုက်မယ်ဆိုရင်ပရိလေးပရိသုံးရှေ့ပေါင်း6 4 3 6သည်၃အဲ့ဒီ၃ကိုနောက်ပေါင်း၈ရှေ့ပေါင်းနဲ့နောက်ပေါင်း၃ရှင်းနှစ်၃သည်၃နောက်ပေါင်း၃ကိုရိုက်ဖို့အတွက်က9 9နှစ်သည်နှစ်အဲ့ဒီနှစ်သည်၄ရှေ့၃ညသည်နှစ်ဆိုပြီးခါ၃ညကိုရိုက်ခါ၃ညကိုရိုက်ပြီးတော့ သုံးညာ6သည်ငါ9ရဲ့ရှေးပေါင်း6ရဲ့သည်တိအဲ့ဒီ6သည်2ရဲ့6ရဲ့3ရဲ့1ဆိုပြီးနောက်ပိတ်ရိုက်ပါအဲ့ဆိုကျွန်တော်တို့ကသုံးညာခါ3နောက်ပိတ်နှလုံးနှလုံးပေါင်း3ကိုဘာကနန်းနဲ့ရိုက်မလဲဆိုပြီးတော့သုံးညာခါ3ပိတ်နဲ့အတူရှေး3ကအတိုင်းထွက်လာတယ်ပေါ့နော်အဲ့လိုရိုက်တဲ့ချိန်မှာပရိတ်ကိုပရိတ်တိရှေးပေါင်း3 9 3သည်3 နောက်ပေါင်း6စီပေါင်း3ညာနောက်ပေါင်းခွန်6 3ညာခွန်3 6 3ခွန်ဒီ3နောက်ပေါင်းခွန်ကို3ညာခွန်လို့ထည့်တဲ့ချိန်မှာသူ့ရဲ့တပင်ညောကဘရိတ်ကိုရပါပါဘရိတ်၄နဲ့ဆိုရင်တော့ခွန်3ညာခွန်ဆိုတဲ့ဒဲတကွက်ထည့်ပေါ့နော်ဘရိတ်တိဘရိတ်ခွန်6ပေါင်း5ဒီ3နောက်ပေါင်း9 8ပေါင်း4နောက်ပေါင်း3ညာ9 4 3ညာဒီ3လို့ရိုက်ဖို့အတွက်နောက်ပေါင်း3ညာကို သုံးခါခွန်ပိတ်လို့ရတဲ့ချိန်မှာသူ့ရဲ့တပင်ညော်ကပရိတ်ခွန်ရဲ့ပါဝါပရိတ်နှစ်ပါဆိုရင်တော့နှစ်သုံးခွန်ဆိုတဲ့ဒဲတစ်ကွက်တည်းပဲရပါတယ်နော်တတရားကတ်မှာလည်းပဲပရိရှိပရိငါရှေပေါင်း၃ညသည်၃အဲ့ဒီ၃ကိုနောက်ပေါင်းကရှေပေါင်း၈နောက်ပေါင်း၃ညငါရှေ့၃ညသည်၃လို့ရိုက်ဖို့၄ခါ၆ပိတ်လို့ရတဲ့ချိန်မှာသူ့ရဲ့တပင်ညော်ကပရိတ်ကိုရပါပါပရိတ်၄ပါဆိုရင်၄၄၆ဆိုတဲ့ကနန်းတစ်ကွက်ပဲရပါတယ်နော် ခုကျွန်တော်တို့ရိုက်မဲ့တတရကတ်မှာပရိလေးပရိသုံးရှေပေါင်း6 4 3 6ဒီ3အဲ့ဒီ3ကိုရှေပေါင်း8ရှေပေါင်း2နောက်နောက်ပေါင်း3ရှင်း2 3ဒီ3လို့ရိုက်ဖို့အတွက်3ညာခါ3ဘိတ်လို့ရတဲ့ချိန်မှာသူ့ရဲ့တပင်ညာက6 3ညာ6ဒီ1ပရိတ်1ပရိတ်1ရဲ့ပါဝါပရိတ်6ပရိတ်6ရဲ့ပါဝါပရိတ်1ဆိုရင်3ညာ3ွဲကိုပရိတ်1နဲ့8 3ညာ3ပေါ့နော် ရိတ်ကလည်းသူကဒီပရိတ်ကိုရပါပါပရိတ်လေးပရိတ်ခုရပါပါပရိတ်နှစ်ပရိတ်ကိုရပါပါပရိတ်လေးပရိတ်ချောင်းရပါပါပရိတ်တေဆိုရင်တော့၈၃၃ပေါ့နော်